1994ခုနှစ်တုန်းကမြန်မာအလုသမားတွေအခွင့်အရေးချိုးဖောက်ခံရတဲ့အပြင် စားစရာအဆင်မရှိလို့အုံကြွဆန္ဒပြခဲ့တာအခုတော့နှစ်ပေါင်း40ပြည့်ခဲ့ပါပြီ။မြန်မာပြည်ကအလုသမားတွေရဲ့အခြေအနေဟာဆိုးရွားနေသေးပဲလို့အလုသမားခေါင်းဆောင်တယောက်ဘာကြောင့်ပြောတာလဲ။အစိုးရဝန်ထမ်းတဲ့ပုဂ္ဂလိကဝန်ထမ်းဆိုပြီးခွဲခြားဆက်ဆံမှုအပြင်အလုသမားတွေရဲ့အနေအဆုံလုခလာစာကိုမတက်မှတ်ပေးတာဟာ မြမအစိုးရရဲ့မဟာအမားကြီးပဲလို့တော်ဝင်နှင်းစီမှာကျင်းပတဲ့နှစ်40ပြည့်84အလုသမားအရေးခင်းနှစ်ပတ်လည်မှာဦးဝင်းကျော်ကပြောဆိုခဲ့ပါတယ်။ဒီအစိုးရဆက်ရုံလုံးမှာလုပ်တဲ့အလုသမားတွေကြတော့ပြီးတဲ့အခွင့်အရေးကတမျိုး Public ကဆက်ရုံလုံးမှာလုပ်တဲ့အလုသမားတွေကြတော့ပြီးတဲ့အခွင့်အရေးကတမျိုးသူက divide လို့ခေါ်တယ်အလုသမားတွေကိုကွဲကြားပြီးတော့အလုသမားတွေကွဲပြောင်းအောင်ဆိုပြီးတော့အုပ်ချုပ်ထားတဲ့ divide and rule ခေါ်တာပေါ့ပြီးကွဲထားတဲ့သဘောမျိုးဖြစ်တယ်ဒီလုံတမန်းတယောက်မှာနိုင်ငံတော်ကနေပြီးတော့အခြေခံ လာစားဆိုပြီးပြထမ်းပေးရဥပမာဆိုရှင်လူကျောက်ပဲအသက်မိုးမှုဆိုပြီးတော့ခြေခါလာစားအောင်မှတလောက်ကိုတနည်းကို3000ဘာမှမဟုတ်4000မှတတ်မှတ်ပေးတာအဲ့ပြထမ်းပေးတဲ့ကအခု3နှစ်ခွဲပြီလုံးဝမပြထမ်းပေးဘူးပြထမ်းမပြီးတော့အလုံးတမားတွေကလည်းသူမလောက်လို့ဆိုပြီးတောင်းတယ်အလုံးရှင်ကလည်းသူမပြေးနိုင်ဘူးဆိုပြီးတော့ငြင်းတယ်အဲ့တော့အလုသမားဥပဒေကတကယ်လို့အစိုးရပြတ်တမ်းပေးလိုက်ရယ်ဒီအလုသမားနဲ့အလုရှင်နဲ့အဓိကဆန္ဒပြဖို့ကမရှိတော့ဘူးအခုကတတိုင်းပြည်လုံးမှာနေရာအနှံ့ဆန္ဒပြတာ အခြေခံလစာကိုအစိုးရမပြတာပြီးတဲ့အတွက်ဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်ပြောသွားတဲ့ slogan တော့အလို့သမားနဲ့အလို့ရှင်နဲ့ဒီလိုပဋိပက္ခဖြစ်နေမဲ့စာအလို့ရှင်နဲ့အလို့သမားနဲ့ပေါင်းပြီးတော့ဒီအခြေခံလစာကိုအမြန်ဆုံးပြတ်သားပေးဖို့နိုင်ငံတော်ကိုဆန္ဒပြကြပါဆိုပြီးတော့ကျွန်တော်ပြောခဲ့တာ။ဒီခန်းနာကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကသူရဦးတင်ဦး88မျိုးဆက်အဖွဲ့ကဥက္ကူကိုကြီးရခိုင်မျိုးသားပါတီခေါင်းဆောင်ဦးအေးတောင်အပါအဝင်နိုင်ငံရေးသမားတွေတက်ရောက်ခဲ့ပါတယ်။ 1995အလုသမအရေးခေတ်မှာပါဝင်ခဲ့တဲ့ကျောင်းသားဟောင်းဦးထေအောင်ကသူတို့ရင်ဆိုင်ခဲ့ရတဲ့ဥနေဝင်းအာနာရှင်စနစ်နဲ့လက်ရှိဦးသိန်းစင်အစိုးရဘာမှမကွာဘူးလို့ဆိုပါတယ်1995ဂျူရောက်တဲ့အခါကျတော့အလုသမရေခင်တစ်နှစ်ပြည့်ဥက္ကံရေခင်6လပြည့်ဆိုပြီးတော့ကျောင်းသားနဲ့အလုသမနဲ့ဥရဲကော်မတီဖွဲ့ပြီးတော့တိုက်ပွဲဝင်ခဲ့တယ်အဲဒီတော့ကျွန်တော်တို့ကြုံတွေ့ခဲ့တဲ့အစိုးရကဆင့်အာနာရှင်စနစ်ကိုကျင့်သုံးတဲ့အစိုးရဖြစ်ပါတယ် အလက်ရှိဥသိမ်းစိန်ဆိုရနေဆိုရင်တော့အတူတူပါပဲမြမဆိုရှယ်လစ်လမ်းစဉ်ပါတီအုပ်ချုပ်မှုစတင်နေ1994မှာအရက်ဖက်အဖွဲ့အစည်းတွေနဲ့မီဒီယာတွေမရှိတာကြောင့်အဲ့ဒီကာလကအလုံသမားတွေဘဝနှိမ့်ကျခဲ့တယ်လို့ဆိုပါတယ်